စီဝါပြရောင်းနှန်းဝင်ပြီးတော့လူကြိုက်များတဲ့ spicy sauce နဲ့မာလာကင်မုန်းတို့ကိုကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်ရအောင်ပထမဆုံးအနေနဲ့ငရုတ်ဘွားချောက်တွေကိုရေလွှဲစုစုထဲမှာထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ပြုတ်ထားတဲ့ငရုတ်ဘွားချောက်တွေကိုဆဲပြီးတော့အညာလေးတွေကိုချွေးပေးလိုက်ပါမယ်ပြီးရင်တော့ brander ထဲကိုထည့်လိုက်မယ်ရေအနှဲငယ်ထည့်ပြီးတော့အားလုံးကိုကြိတ်ပေးရမှာဖြစ်ပါတယ် ကြိတ်ပြီးတော့ရရှိလာတဲ့ငွေဥနှစ်တွေကိုခဏဖယ်ပေးထားလိုက်ပါပွက်ပွက်ဆူနေတဲ့ရေနွေးတွေကိုမကြီးမဲ့အနေငယ်ထည့်ပေးထားလိုက်မယ်ထညက်အညိုအနေငယ်ကိုလည်းကြည်သွောင်းအောင်လို့လှီးပေးထားလိုက်ပါမယ်ထညက်ကိုပါအိုးထဲကိုတစ်ခါတည်းထည့်ပြီးတော့ကြိုးပေးထားလိုက်ပါမယ်ထညက်ကလေးတွေပျော်ပြီဆိုတာနဲ့ကြံနေတဲ့မကြီးသီးဖတ်တွေကိုဆဲပေးလိုက်ပါမယ်တင့်ပြင်ထားတဲ့ငွေဥနှစ်တွေကိုပါထည့်ပြီးတော့ကြိုးပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ spicy sauce အတွက်ကရပါပြီနောက်ထပ်ရေးကြည့်တဲ့မာလာအကင်မှုတ်လုပ်ဖို့အတွက်တစ်ချပူခောက်ကိုချိုးပြီးတော့အရင်ဆုံးထောင်းပေးထားလိုက်ပါမယ်ပြီးတာနဲ့လှော်ဖို့အတွက်အိုးတစ်ခုထည့်ပေးထား လိုက်ပါမယ်။နွေချိုအနေငယ်ထည့်ပါမယ်။လေးညင်းမွေထည့်ပါမယ်။နနက်ပွင့်ထည့်မယ်။ smooth bar နဲ့ဇီယာစိထည့်ပြီးရင်တော့လှော်ပေးလိုက်ပါမယ်။လှော်ပြီးတာနဲ့အားလုံးကို runner နဲ့ထည့်ပြီးတော့ကြိတ်ပေးလိုက်ပါမယ်။ပြီးတာနဲ့တကြအနှဲငယ်ထည့်ပါမယ်။ပြီးရင်တော့အယောင်နေမုံထည့်စားအနှဲငယ်ထည့်ပြီးတော့နောက်ဆုံးမှာတော့ငရုတ်သီးအကြက်မုံထည့်ပြီးရင်တော့ရှာပါပြီ။နောက်ဆုံးမှာတော့ spicy sauce ရဲ့မလာအကင်မုံဝင်ကိုရောပြီးတော့အရန်နာမည်ကြီးပြီးတော့စားလို့ကောင်းတယ်။အကင် sauce လေးတစ်ခုကိုရရှိပြီးပဲဖြစ်ပါတယ်ခင်ဗျာ။ အရန်စားလို့ကောင်းတဲ့စောလဲရပြီဆိုတော့သူနဲ့တွဲပြီးတော့စားဖို့အတွက်အသားလုံးအစုံကို MCB စီးပုဒီစထရီဘူရှင်းကနေပြီးတော့ကျွန်တော်မှာလိုက်ပါတယ် MCB စီးပုဒီစထရီဘူရှင်းအသားလုံးတွေကတော့ကျွန်တော်ရဲ့အကြိုက် quality နဲ့ကျွန်တော်ရဲ့အကြိုက်အနက်အရသာတွေကြောင့်မလို့ကျွန်တော်အမြဲတမ်းလိုလိုသုံးပြနေတာဖြစ်ပါတယ်အသားလုံးလေးတွေကိုဖောက်ပြီးတော့စောအရသာဝင်အောင်အတွက်ဓာလေးတွေနဲ့မှုံပေးထားလိုက်ပါတယ်ပြီးတာနဲ့စီးပုမှာနည်းနည်းချင်းစီကြောပေးလိုက်ပါမယ် ပြီးတော့ဒီအသားလုံးလေးတွေကအခုလိုမျိုးကြော်စားရုံနေမဟုတ်ဘဲနဲ့တခုထဲမှာထည့်ပြီးတော့ပြုတ်စားခြင်းလည်းရတယ်ပြီးတော့ချက်စားခြင်းလည်းရပါသေးတယ်ခင်ဗျာအားလုံးကိုဒုတ်ကလေးနဲ့ထိုးပြီးတော့ပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့စော်ထဲမှာနှိပ်ပြီးတော့စော်လေးနဲ့နေဖက်ပေးလိုက်ပါမယ် ဒီလိုဆိုလို့ရှိရင်တော့အရသာတွေအားလုံးစိတ်ဝင်နေပြီးတော့အရန်ကိုမှစားလို့ကောင်းတဲ့အသားလုံးစပိုင်စီမာလာกินလေးတွေရပါပြီခင်ဗျာအသားလုံးထဲမှာပါတဲ့အနံ့အရသာရဲ့စော်ထဲမှာပါတဲ့အနံ့အရသာရဲ့အကြောင်းမလို့တလုံးစားပြီးတိုင်းနောက်တလုံးကိုထပ်ထပ်စားခြင်းစေမိတာအမှန်ပါကျွန်တော်အခုဝယ်ပြီးတော့အသုံးပြုထားတဲ့အသားလုံးတွေကဆိုလို့ရှိရင် MCP Seafood Distribution နေပြီးတော့ထုတ်ထားတဲ့အသားလုံးတွေဖြစ်ပါတယ်ဒီ MCP Seafood Distribution ကအသားလုံးတွေကဆိုလို့ရှိရင်အကောင်းဆုံးကုန်ပြတ်နေနဲ့အယောလုံးကင်းပြီးတော့90ရာခိုင်နှုန်းကသူကအသားစစ်စစ်တွေနဲ့မြန်မာနိုင်ငံမှာပဲလက်လက် ဆက်ထုတ်တာအဲ့ဒီအချက်ကြီးကတော်တော်လေးမိုက်ပါတယ်ပြီးတော့ FTA ရဲ့ဒီမှတ်ပြလက်မှတ်လည်းရရှိတာပြီးတော့ဈေးနှုန်းကလည်းတော်တော်လေးသိမ့်ပြီးတော့ကလေးသင်ငယ်တွေလည်းစားလို့ရပါတယ်တက်ဆိုင်ရာကျန်းမာရေးကြီးကြပ်မှုအောက်မှာထုတ်လုပ်ထားပြီးတော့ quality လည်းကောင်းရမယ်ဓာတ်တုလည်းကင်းစင်ရမယ်လူမျိုးဘာသာမျိုးလည်းစားသုံးလို့ရမယ်အသားလုံးဆိုလို့ရှိရင်တော့ MCP ကိုသုံးကြည့်ပါကဲအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်နဲ့အတူတူကလေးတွေကိုသွားကြည့်ရအောင် like ခဲ့ပါ။ ကလေးတွေကူသွားကြတာလူကြီးတွေပါအရန်စားကြတယ်ဆိုလို့ညှတာပြီးတော့စားခဲ့ကြပါတယ်ခင်ဗျာဗီဒီယိုလေးကိုလည်း like share လုပ်သွားဖို့မမေ့ပါနဲ့ဦးနော် See you next time